Hello အားလုံးမင်္ဂလာပါ United CEO ကနေကြိုဆိုပါရယ်ဆိုတော့ Mike McGrath ကနေပြီးတော့ report လုပ်ထားတဲ့ Sancho တို့ Anthony Santos တို့နဲ့ပတ်သက်တဲ့ report တချို့ကျွန်တော်တို့ရှိတယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါဆိုတော့ Anthony Santos နဲ့စပြောရရင် Manchester United အသင်းက Anthony ရဲ့ပေါ့နော် registration right မူပိုင်ခွင့်အချို့ကိုပိုင်ဆိုင်ခွင့်ရဖို့အတွက် Real Betis နဲ့ဆွေးနွေးလျက်ရှိတယ်ပေါ့ဗျာအကယ်လို့များအဲ့ဒီဆွေးနွေးမှုကပေါ့နော်အချင်းကြီးကောင်းသွားမယ်ဆိုလို့ရှိရင် Anthony Santos ကို Betis က အနာဂတ်မှာတခြားကလပ်အသင်းတစ်ခုခုထံရောင်းချခဲ့မယ်ဆိုလို့ရှိရင်ဆဲယွန်ကလော့စ်ဒါကျွန်တော်အနေနဲ့ဒီအကျိုးရှိစီမှာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်အဓိကတော့အန်တိုနီဆန်တိုးစ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်လုံးဝကိုရောင်းချဖို့ကြိုးပမ်းနေတယ်ဒီနေရာမှာလဲခေါ်ဖို့အတွက် real practice ရဲ့ဘက်ကလိုချင်နေတာပြည်ထနာက practice မှာကကျွန်တော်တို့အနေနဲ့သူတို့ကရည်ရွယ်ချက်တစ်ခုပဲရှိတယ်အငှားနဲ့ထပ်ပြီးတော့ခေါ်မယ်အဲ့ဒီအငှားစာချုပ်ထဲမှာ အပြည့်အဝဝယ်ယူခွင့်သူတို့ထည့်မယ်ပေါ့နော်ဆိုတော့ united ရဲ့ဘက်ကတော့ ဒါကို OK ပြည်တနာမရှိဘူးဆိုတဲ့သဘောမျိုးတိုးတော်လည်းပဲဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကစားမားဖြစ်သူကိုကျွန်တော်ရဲ့ရည်ရွယ်ချက်ကအပြည့်အစုံရောင်းချင်တာဒါမှဒီຫນွေမှာကျွန်တော်ကငွေရှာလို့ရမှာကိုအပြည့်အစုံရောင်းဖို့အတွက် United ကယူရို35တန်းလောက်ထိကျွန်တော်မျှော်လင့်ထားတယ်ဒါပေမဲ့လို့ Real Betis ဘက်ကမပေးခြင်းဘူး35တန်းကိုသူတို့စီကိုရောက်လာပြီးတော့စွမ်းဆောင်ရင်ကောင်းပြတာမှန်ပေမဲ့လေလို့ပေါ့နော်ယာဒီဝက်လောက်ပဲဆိုတော့သူတို့အာမခံခြင်းမရှိဘူးဆိုတာကစားမားရဲ့ခြေစွမ်းက အမခံချက်မရှိဘူးဆိုတာသူတို့ကောင်းကောင်းသဘောပေါက်ထားတဲ့အနေထားမျိုးပါဒါကြောင့်သူတို့အနေနဲ့နောက်တရာကြီးအငှားထက်ခေါ်မယ်အချင်းကြီးကောင်းနေဆိုလို့ရှိရင်တော့ငါတို့အပြည့်အဝဝယ်ခြင်းနဲ့ဆိုတဲ့သဘော United ကလည်းအဲ့ဒီ option ကိုလုံးလုံးကြီးညှင်းဆန်ထားတဲ့အချင်းကြီးမျိုးတော့မဟုတ်ဘူးဘာလို့လဲဆိုတော့အခုလက်ရှိကျွန်တော်တို့ကြည့်ကြည့်အကယ်လို့မြန်အငှားနဲ့ခေါ်သွားပြီးတော့ချပါတော်ရီယက်ပက်တစ်ရဲ့ဘက်ကတကယ်ခြေသွမ်းပြလို့အပိသက်နဲ့ကျွန်တော်ခေါ်လိုက်တယ်အဲ့ဒီအချိန်မှာပဲเนาะတကယ်ကောင်းတဲ့ကံလန်မှုတစ်ခုနဲ့ကျွန်တော်တို့ဒါရီယက်ပက်တစ်ထံကနေပြီးတော့နောက်တစ်သိန်းကခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင် ဘတ်တစ်ကယူနိုက်တက်ထံကနေ35သန်းနဲ့ဝယ်တယ်ဒီကောင်ကို45သန်းနဲ့ပြန်ရောင်းနေပါညာဆိုလို့ရှိရင်တော်တော်ကြီးကိုအမျက်ထွက်သွားမှာဒီတော့ယူနိုက်တက်ကအဲ့ဒီအနာဂတ်ပေါ့နော်ရောင်းချခွင့်နဲ့ပတ်သက်လို့ရှိရင်ဒစိတ်ဒီပိုင်းအထိကျွန်တော်တို့ကအကျိုးခံစားခွင့်ဆိုတဲ့စာချုပ်တွေပြီးလို့ရှိရင်ကျွန်တော်တို့က registration right တွေကိုသူတို့ထည့်ချင်တာပေါ့ဗျာဒါအသင်းဘက်ကတော့ဒါတော်ပါတယ်ဒီလို့လောက်တာတကယ်ဖြစ်သွားဖို့ပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မဟုတ်ဘူးဆိုလို့ရှိရင် အန်တိုနီဆန်တိုကိုကျွန်တော်တို့အသင်းဘက်ကချက်ချင်းလက်ငင်ရောင်းချဖို့ကြိုးပမ်းတာကအဆင်မပြေသလိုအနာဂတ်မှာလည်းကိုရီးယားပဲအရှုံးပေါ်ပြီးတော့ real betis ကဂျားတဲ့ကအလုပ်ကောင်းကောင်းလုပ်ပြသွားတာမျိုးဖြစ်နေမှာပဲဆိုတော့ betis အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီဆွေးနွေးမှုတွေတော့လုပ်နေပြီဆိုတော့ united ရဲ့ဘက်ကအချင်းချင်းကောင်းရင်ကောင်းတယ်လို့ထပ်ပြီးတော့ပေါ့နော်အန်တိုနီဆန်တိုကိုအငားထက်ချသွားလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်နော်အငားစာချုပ်ထဲမှာအပြည့်အဝဝယ်ယူခွင့်နေပါရင်းနဲ့ပေါ့ real betis ဆန်တိုဘက်ကတွေးရင်လည်းပဲ united မှာလည်းသူနေရာရဖို့မရှိဘူးဆိုတော့ ပြောင်းမယ်ပြောင်းတော့သူတို့အဆင်ပြေပြီးသားဖြစ်တဲ့ real practice ကိုထပ်ပြောင်းဖို့ပဲသူကြိုးပမ်းမှာပဲဆိုတော့ကျွန်တော်အနေနဲ့ဒီတစ်ခါမှာတော့ဒီလောက်ခလာစာတွေကိုကောင်းကောင်းဆွေးနွေးရလိမ့်မယ်အန်တိုနီဆန်တိုရဲ့တပတ်နှစ်သိမ်းရနေတာတွေကိုကျွန်တော်အနေနဲ့ဘောနော်တတ်နိုင်နေမြတ် real practice ရဲ့ဘက်ကအကုန်ပေးချေဖို့ဒါတွေကိုကျွန်တော်မျှော်လင့်ရမှာနော်ဆိုတော့ကဆန်တိုစ်နဲ့ပတ်သက်လို့ပေါ့လေဆိုတော့ဂျီဒန်ဆန်ချိုနဲ့ပတ်သက်လို့ရှိရင်ဆန်ချိုက United နဲ့စာချုပ်တက်တန်တစ်နှစ်ပဲကျန်တော့တယ် ဒါပေမဲ့လည်းလို့ပေါ့နော်အသင်းဘက်ကတနှစ်သက်တမ်းတူကွင်းကိုအသက်သွင်းနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်အသက်သွင်းနိုင်ဖို့လေကြိုးပမ်းသွားနိုင်တယ်ဘာလို့လဲဆိုတော့အကယ်လို့မြန်တူပြစ်မယ်ဆိုရင်ကစားသမားကလာမယ့်ຫນွေရာသီမှာအလွတ်နဲ့ထွက်ခွာခွင့်ရတော့မှာမဟုတ်ဘူးပေါ့ယူနိုက်တက်ကဟိုကိုကစားသမားတွေကိုအငှားချတဲ့နေရာမှာလောက်ခလားစာနဲ့ပတ်သက်တဲ့ ဟိုဘယ်လိုပြောမလဲ salary recovery ဘိုင်းကိုညှိနှိုင်းသွားဖို့ကြိုးပမ်းနေတယ်ပေါ့နော်တိုးတော်လည်းပဲအပြောင်းရွှေ့ဂျာကန်ပုတ်ကူတွေကကစားမားကိုအသင်းကနေထွက်သွားစေချင်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းသိသားနေတဲ့အတွက်ညှိနှိုင်းနိုင်စွမ်းကအားရောနိုင်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဘယ်လိုပြောရမလဲအဓိကကတော့ဆန်ချိုကိုတတန်းတိုးခွင့်ရှိတယ်ဆိုတာကကျွန်တော်တို့အလွတ်နဲ့လက်မလွတ်ချင်လို့ပဲဂျီဒန်ဆန်ချိုရဲ့ဘက်ကဆန်ချိုရဲ့ဘက်ကဒီလိုမျိုးပြဒီຫນွေမှာအတင်းပြောင်းမယ်ဆိုရင် နောက်ထပ်အတင်းမှာသူပြောင်းမယ်အတင်းမှာလာစားအပြည့်ရခြင်း ਨੇ တော့ပြဿနာကဆန်ကျူဒီပုံစံနဲ့ဘသူကလာစာအပြည့်ပေးမလဲညီကလို့တည်တယ်ဗျဘသူလာစာအပြည့်ပေးမလဲဘသူမှမပေးဘူးဗျာဒီလားဘသူမှမပေးဘူးဆိုတော့เนาะဘသူမှမပေးဘူးဒါအပြင်အဲဆန်ကျူကလည်းပဲโอเคငါလာစာအပြည့်မရဘူးဆိုရင်ယူနိုက်တက်မှာဆက်ပြီးတော့နေမယ်ငါဘောလုံးမကင်ရခြင်းနေနော်ယူနိုက်တက်မှာဆက်ပြီးတော့နေမယ်လာစာအပြည့်ယူမယ်ပြီးရင်နောက်နှစ်ຫນွေမှာငါအလွတ်နဲ့ထွက်မယ်ဆိုတော့ကစားမတစ်ယောက်ကအလွတ်နဲ့ထွက်မယ်ဆိုရင်အစ်စ်ခေါ်မယ်အတင်းက လौခဆိုပြောင်းချွေကြီးမပြီးရတဲ့တွေလौခလာစာကိုအတိုင်းနာတစ်ခုဒီကစားမလူချင်းနဲ့ပမာဏနဲ့နီးဆက်အောင်ကျူပန်ပေးနိုင်တယ်။ဒါတော့ဆန်ချူအတွက်ကတော့ကျတို့ဒါအဲ့လိုမျိုးတွေးရင်တွေးနေမှာပေါ့အခုလက်ရှိလောက်ရက်တွေကလည်းအဲ့ဒီကိုဥတည်နေတာပဲပြဿနာက United အနေနဲ့ United အနေနဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပေါ့နော်အဲ့လိုမျိုးအဖြစ်မခံကျင်တဲ့သဘောမျိုးဆိုတော့ Manchester United ရဲ့ဘက်က okay မင်းအလွတ်နဲ့ထွက်ခွာခွင့်မရအောင်ငါတို့ကတော့တနည်းတန်းတူးမှာပဲပေါ့နော်တနည်းတန်းတူးခွင့် option ကလည်းရှိထားတယ်ဆိုတော့ တိုးသွားနိုင်တယ်ဒါပေမဲ့အဲ့ဒီရဲ့ဟိုဘယ်လို down side ကဘာလဲဆိုတော့တပတ်ကို၃သိန်းခွဲပဲเนาะအဲ့ဒီလောက်ကလာစားကိုသူတို့ပေးရမယ့်အာကအတင်းတော့ပြည့်တနာပဲတနှစ်တန်းဆက်ပြီးတော့တူးမယ်ဆိုရင်အကယ်လို့အဲ့ဒီကစားမကအဲ့ဒီတနှစ်တန်းမှာကျွန်တော်ထပ်ပြီးတော့စောင့်မယ်ဆိုရင်ဘယ်လိုလုပ်ကြမှာလဲဆန်ချူရဲ့ရည်ရွယ်ချက်ကဘောလုံးကန်ရဖို့မဟုတ်တော့ဘူးဗျာဒီလားเนาะအလက်ရှိအတင်းကိုကျွန်တော်တို့ဒါတနေ့နေမြဒုက္ခပေးသွားဖို့ဖြစ်နေပြီဆိုတော့အသင်းဘက်ကဗန္နာယီဘိုင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ကအဲ့ဒါတွေးမှရမှာဆိုတော့ဒီຫນွေမှာ တော်အပြည့်အသက်ကျွန်တော်ရောင်းနိုင်မှာကိုဖြစ်မှာမဟုတ်လို့ရှိရင်နောက်ဆက်တွဲပါလာမယ့်ပြဿနာတွေကမသေးဘူးเนาะဂျီဒန်ဆန်ချိုနဲ့ပတ်သက်လို့ရှိရင်ဒါကြောင့်ဆန်ချိုကိုဒီຫນွေမှာအပြည့်အသက်ရောင်းနိုင်မှာကိုရမယ်မဟုတ်ရင်တော့အသင်းဘက်ကတော့ကျွန်တော်တို့ထပ်ပြီးတော့တစ်နှစ်တစ်တန်းလဲတူးကောင်းတူးသွားနိုင်သေးတယ်ပေါ့ညီကတို့ဘယ်လိုမြင်ကြလဲနောက်နှစ်ຫນွေမှာပဲကျွန်တော်တို့အလွတ်နဲ့လက်လွတ်တင်သလားအကယ်လို့မြန်ဒီຫນွေမှာလုံးဝပေါ့เนาะမရောင်းချနိုင်ခဲ့ဘူးဆိုရင်ဒါမှမဟုတ်ကျွန်တော်အနေနဲ့အငားနဲ့ပေါ့เนาะ sorry sorry ဆိုပါလေဒီကစားမဖြစ်ဒီကိုကျွန်တော်တို့ပေါ့เนาะတခါတည်း ဘာဖြစ်တယ်ဗျာတက်တန်းမတူးသိမှုလို့ကျွန်တော်ထင်ကြလားเนาะဆိုတော့တနေ့တက်တန်းတူးလိုက်တဲ့နေလို့ထင်ကြလားเนาะတက်တန်းကုန်ငွေကြီးရရင်ဆွနေကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်